မလို့အေးဆရာဖုန်းခေါ်ရလို့လေခေါ်နေခွဲလာပါအာအမသာတာချန်ကြီးနဲ့သုံးပွင့်ဆိုင်ခေါ်မလို့သူကမှဟိုဟာဘုနာပါလီပါလီတောင်းလို့လေအဲခုနကတော့ပေးလိုက်တော့အဆက်တော်ရပြီတဲ့သူပြောတာအော်ဟုတ်တယ်ဆရာဟေးဟေး ပြောပြီးသွားပြီးသူနဲ့ဆရာဟုတ်တယ်။သူနဲ့ပြာ9နာရီလောက်လာမပြောတယ်။ Oh သူကလေးကြောင်းပို့သူကလေးကြောင်းပို့ပြီးရင်လာမှာ။ Oh okay ။တမောရီပြန်လာဖို့ရှိသေးလား။မလာဘူးနဲ့တွေ့ဆရာ။ตัวละเต็งงาสาเลลาไปตัวดาบ่ သူသူကလေဆရာကျမအမြဲတတိထားပြီးရကျမဟိုလူငယ်ဟိုဘောတော့လူငယ်ဘွားတွေကကျမစိတ်ထဲမှာအလိုမျိုးတခုခုအိုးစိတ်ထဲမှာအလိုမျိုးပေါ့ဖရာတကယ်ဘယ်လိုလုပ်ရမလဲကိုရောလုပ်ပြီးမှဖြစ်မယ်ဖရာကအဲ့လိုတားလိုက်တယ်လေအဲ့ဒါသူရောက်လာပြီအင်းအဲ့ဒါဟိုကျမလူငယ်ဘွားတွေကအင်းအဆရာမော်ရစ်ရောက်လာပြီ ောင်းကင်ကတော့ကျမဘုရားခင်အဲ့တော့နေရလေဘုရားနဲ့ကျမစကားပြောဘုရားခင်ပြောလာအာသူဒီနေ့ရောက်လာอืมဟောဇပ်ဘုရားခင်တခုခုအလုံးလုံးမှာပေါ့ဆရာအဲ့ဒါလေပရိညင်တရားသိရဲ့သာသမီများဆိုတော့အဲ့ဒါပဲလေအခုသူဘယ်လိုသွားတာလဲကြိုက်ဟောပါလဲသူချိန်ထားတယ်ဆိုတာလေဒီညနေ တော့ဒီမပြောတော့ဒီဟိုသူပြောတာအခုသူတလတလရဲ့တွန်တေးရဲ့နှစ်ခုအေးဝံကလေးထထွက်နေတယ်။အေးအဲ့ဒီအဲ့ဒီတလတို့တွန်တေးတို့ကလည်းအဲ့ဒါလိုအပ်နေလို့ဖေဟာသူ့ကအဲ့ဟိုပို့လိုက်တာပေါ့။ဟုတ်တယ်။အာဒီပုဂ္ဂိုလ်မျိုးတွေကဒါဖရာသီးသန့်စပယ်ချေရွေးထားတာဒါဒါအိတ်ကလေးတစ်လုံးနဲ့ညှပ်ဖနှက်နဲ့ထီးတလဲနဲ့သွားမှာကြောင်ကြောင်ကြာ ဟုတ်တယ်ဆရာအဲ့ဒါကောင်းကင်ဘုံကြမှာဟိုကိုတရဘူကဟိုနုစီွက်လေးပဲရှိပြီးတော့သူ့တရဘူကဟောမှာတကယ်ဟဲ့လားပြင်မရလောက်အောင်ကြီးသွားပါဟုတ်တယ်ဆရာအဲ့ဒါကြောင့်မဟုတ်ဟုတ်တယ်အဲကြောင့်မလို့အဲ့လိုမျိုးဖျားခိုင်းတဲ့လူကိုလှုပ်တဲ့လူတွေပဲအမှားရမှာလေအာမင်ဟုတ်တယ်ဆရာ ုတ်တယ်အဲကြောင့် तू तू ကိုဘုရားသခင်ကဝါခိုင်းပြီဆိုရင်ထွက်ထားလို့လည်းရမှာမဟုတ်ဘူးအဲအမှန်ပဲအာဒါကတိတန်စပယ်ရှယ်ဘုရားယူထားတဲ့လူတွေပဲလောက်တယ်အလုပ် तू ကလည်းအမြင်နဲ့ပြောကျွန်တော်ခြေတော့ကတဲ့ရွှေခြေတော့တဲ့ဒီကြောက်ဝါပန်းနဲ့တယုတ် မနဲ့တည်ရမဟုတ်နဲ့ကျွေးကြည့်တော့ပဲဖြစ်မှာကျွေးတော့ကျွေးကြည့်တော့တော့နေရအမြတ်ရအန်အော်လို့သူဆရာရဆရာကိုစိုက်ကြီးဝယ်ပြီးမဲ့တဲ့ဗာလဲ neck tie နေနေတဲ့ကိုတေရှုတင်နေမလို့အမသူများတွေတွားနေတာအမှုတော်ဆောင်နေပေါ့ဆရာကိုလည်းအဲ့လိုမျိုးဝယ်ပြီးမဲ့အာရတယ်ဘုတ်တေရှုတင် neck tie နေမလို့ရှမ်းပြီးမှသာနာတော့ ူညာဟိုမှာရှမ်းပြည်မှာပညာသာသနာသွားတဲ့လူတွေဟိုမှာကာရကောက်အင်ဂျီတွေနဲ့ဟိုပေါင်းပြီးရှေးပုပ်ပနက်တွေနဲ့ဆိုတော့စတိုင်ကြနေတော့ဆေးရအောင်လဲကျွန်တော်တို့ဆေးပေးမှာဟာရတဲ့ကိစ္စမရှိကိစ္စမရှိသူကပြောလိုက်ကိစ္စမရှိဘူးလေအဲ့ဒါသူသူမပြောတဲ့သူကြီးရယ်လေအကျန်းသာကြောင်းမတက်ဘူးပါဘူးသူကအကျန်းသာကြောင်းတက်ရင်ရှိတဲ့ဝိညာဉ်လေးတောင်ပျောက်သွားမယ်လို့အော် ဟုတ်ကဲ့ဘုရားခိုင်းတဲ့အတန်တော်နဲ့ဘုရားတကူနဲ့ဘုရားအမိတ်နဲ့သွားနေတဲ့လူကျန်းစာကြောင်းကျန်းစာကြောင်းကလာရှုပ်တော့အဲ့လူကအဲ့မှာတိုင်ပတ်ပြီးတော့ဝိရိယတရားတည်းရဲ့သားများတန်ရှင်းသောဝိညာဉ်တော်အတန်နဲ့ကောင်းကင်တမန်လမ်းပြမှုနဲ့အိမ်မက်ယူပါယူနဲ့သွားနေတာခရစ်ဝင်လေးချမ်းတမန်တော်ဝတ္ထုမှာတပည့်တော်တွေသွားနေတာကြည်ပါလားဒီနေ့ကျတော့ဒီနေ့ရတော့ဘယ်လိုသွားနေလဲ ဘုရားသခင်အတန်တော်တွေနဲ့ပဲသွားနေတာအခုကလူတွေကဆရာကြီးရဲ့အတန်တော်နဲ့သွားနေတာအခုဆရာကြီးမတို့အခုအပစင်လည်းပဲဘုရားရှိခိုးရင်နှုတ်ကပတ်တော်နဲ့ခွန်အားပေးတိဆောက်ပြရနဲ့ဒီနှုတ်ကပတ်တော်ရဲ့အခြေခံမှာကိုယ့်အပေါ်မှာရှိနေတဲ့အရာတွေပြန်ပြီးတော့ညင်းပယ်ဒီမှာဆရာညင်းပယ်ညင်းပယ်မောင်းထုတ် ီးရင်ပြန်ပြီးတော့မှဝန်ခံကြွေးကြော်အဲလိုမျိုးလေးလောက်သွားတယ်လေဆရာမှန်တယ်လေအဲ့ဒါဘုညင်တော့လောက်ခိုင်းတာလေအဲ့လောက်သွားတော့အကုန်လုံးလိုက်ပြောကြလိုက်ပြောကြတော့ဘာပဲဖြစ်ဖြစ်နှုတ်ကနေပြောပြီးဆိုတော့ဟာအဲ့ဒါကအထမြောက်ပြီးလေဆရာ27ရာစုကအသေးအသေးတွေပဲဖြစ်ရမှာ။ဟိုးမအောင်မမြင်တဲ့20ရာစုကဟာယူမိတ်တူကူးစရာအကြောင်းကိုမကြည့်ဘူး။ အပတ်စဉ်ပွဲတော်ဝင်ယေရှုတောင်းတနှုတ်ဘတော်တပိုင်းစီတိုင်းမှာကိုယ်တတမှာကြုံနေရတဲ့အရာတွေနဲ့မသက်ဆိုင်ကြောင်ပြည်ရင်တို့မှညင်းပေမောင်းထုတ်ကျမပြောတယ်ကျမကိုယ်တိုင်းမောင်းထုတ်ပြီးတာချက်ကိုကိုယ်တိုင်းညင်းပေညင်းပေညင်းပေအားကျမပြောညင်းပေသွားရင်ဒီမှာနောက်ဆုံးတော့လိုအပ်လိုက်တော့လက်တင်ဆူတောင်းမောင်းထုတ်ပြရမှာပေါ့ဆရာဒါပါ ဒါကအဲနာခီလိမ့်မယ်လေအတွင်းပိုင်းကိုကုသတာဟုတ်တယ်အခုကအတွင်းပိုင်းကမကုသဘဲနဲ့အပြင်ကဟန်ဆောင်ပြီးတော့အဲမှာဘယ်လိုပြောမလဲကစ်ပေါ်ပေါ့ပေါ်ပင်လေးပေါ့အင်းဆရာလည်းမလုပ်ခိုင်းလားမသိဘူးဆရာပြောတဲ့လိုမျိုးပေါ့ နို့ချိုတော့စားရပါတော့မဟုတ်ဈေးကားလေးနည်းနည်းနည်းပါတော့ဈေးကားစားပြီးတော့မှအော်အန်ဒရမလေးတို့ကချိုချိုဆိုတာနဲ့ဝိညာဉ်စီးချိုသွေးချိုတွေလိုက်ကုန်ပြီလေအခုကဈေးကားကြီးပြန်တိုက်ရမယ်အချိန်ရောက်ပြီကျမလည်းတချို့တချို့တွေကိုသိပြီးတော့မှဟိုဟာဘယ်လိုပြောမလို့ဆရာဟိုသူတို့စိတ်သဘောကြလေးသိပြီးတော့မလုတ်ပြီးတော့မလုတ်ပြီးပဲနဲ့ ပြောစရာရှိရင်တဲပဲပြောတော့မခံနိုင်တော့ကျမတို့ဘလော့သွားကြဘလော့လည်းဘာမှပြည်ပြပြန်ရောက်လာပဲလူတွေအဲဟာဒီကနေ့တော့မှငါရေးလိုက်သေးတယ်လေဖယားဖယားကပါတယ်ဖယားကအရေးကြီးဆုံးအလုပ်တစ်ခုကိုဖန်ဆင်းရှင်ဖယားကအရေးကြီးဆုံးအလုပ်တစ်ခုကို လုပ်ရင်ဖန်ဆင်းခံလူသားကအဲ့ဒီအရေးကြီးတဲ့အလုပ်ကို ဖျားခိုင်းတဲ့အလုပ်ကိုလုပ်အောင်မယ်လို့အဲ့ဒါပါလဲဆိုရင်ພັນစင်းရှင်ဖျားကနောင်ဒနဲ့သူ့စီကိုပြန်လာဖို့နဂါမှုသာအဘမရဏနိုင်ငံမှာသွားပြီးတော့မဟာပထဝီအဝေစိတ်ငရဲထဲမှာမကြွတန်းခံရမယ်အကြီးကနေဖျားကနောင်ဒနဲ့ပြန်ခေါ်တဲ့အတွက်ကြောင့်တဘာဝဘေးဒဏ်အမျိုးမျိုးရန်သူမျိုးအပေါင်းနဲ့ဟိုနောင်ဒရဖို့ခေါ်နေမှာဖျားကအားကြောင့်လို့ພັນစင်းရှင် ရဲ့သားသမီးများကလည်းနောင်တနဲ့အမြန်ဆုံးအဖေထံစီကိုပြန်လာဖို့အဲ့ဒါအရေးကြီးဆုံးပဲ음အဲဖခင်ကလည်းနောင်တရဖို့လုပ်မှာပဲလာမှာတစ်ခုပြီးတစ်ခုနော်အဲမြေငလင်လာမယ်ဘီမူဂျိုးလာမယ်နော်အဲမှာဟိုပါလေဒီကဲတုံးတွေကြာလာတာဘယ်လိုခေါ်လဲမိုးသီး မိုးသီးတောင်မှမီးမိုးသီးတကယ်ကျန်းစာတွေကပြောပြီးပြီးမီးမိုးသီးတယ်မိုးသီးပါဆိုရင်မီးမိုးသီးကဘယ်လိုဖြစ်မလဲအဲအဲ့ဒါကြီးကြလာဦးမှာမီးမိုးသီးကြဦးမှာအဖေကနောင်တနဲ့ခေါ်နေတဲ့အချိန်ခါမှာကိုကတခါတည်းပထွေးနဂါးကြီးရဲ့ငလိန်ကြီးရဲ့တဘဝဇံလေးကိုသွားပြီးတော့အဟုတ်ကြီးမှန်ဟုတ်ကဲ့ဟုတ်ကဲ့အဖေကနဘဝဇံကိုနောင်တနဲ့ခေါ်နေတဲ့အချိန်ခါမှာအဖေစီပြန်လာမှာ không chị ai làm đấy anh nói xuống có cả làm ai cũng mà chỉ bảo là ai cũng Facebook đi đây chị em mà gì chị cụ gì chị tiết xin nào đã ra để bùng lên mà bỏ được kìa ờ nà cá ba ba nà cá lên trên ấy lên thà nè ừ ai cho người dễ cha để sửa càng tông ba càng ngã ba mà lùng lùi cha là một vũ được အပြစ်လုပ်လို့ကြတာမဟုတ်ဘူးလို့ကဲတင်ရှင်ဖယားချိပါလေးနဲ့တွေ့ပါလေးနဲ့မယုံလို့အဲ့မယုံကြည်တဲ့အဖြစ်ကြောင့်ငရဲကြတာအဲ့ကြောင့်ယုံကြည်ယုံကြည်ခြင်းကဲတင်ရှင်ဖယားကိုယုံကြည်တဲ့အတွက်ငရဲတဲ့ဟာလွတ်တာကဲတင်ရှင်ဖယားကို တွေ့ရသားနဲ့သိရသားနဲ့မယုံလို့ငရဲတဲ့ကြတာအဲ့အပြစ်တကအပြစ် အကြီးဆုံးကအဲ့ဒါမယုံကြည်ခြင်းအပြစ်ပဲကယ်တင်ရှင်ဘုရားကိုမယုံကြည်တဲ့အပြစ်ကအကြီးဆုံးအပြစ်ပဲအဲ့ဒါကိုသူကတကာတဲ့အဲ့ဒါလူပြစ်မှားတဲ့အပြစ်ကြောင့်ငရေကြမယ်မှတ်မမကယ်တင်ရှင်ဘုရားကိုမယုံလို့အသေးခံအသွေးသွန်လောင်းပြီးတော့မှအသွေးတော်မြတ်နဲ့ရွေးဝယ်ထားတဲ့ကယ်တင်ခြင်းအခမဲ့ရတဲ့ ဟဲ့လားအမွေသူ့လက်ဆောင်ကြီးကိုမထီမဲ့မြင် ပြုတ်ပြီးမယုံလို့ငရဲကြတာလေอืมအဲ့ဒါငကားကြီးကဘာလျှောက်လိန်ထားတယ်အကုန်လုံးကအလိန်ညာတွေကြီးပဲဒါနဲ့အခုက ID kit ကိုဖျားပေါ်ထွက်စီတယ်ဆိုတော့လိန်ချင်တိုင်းလိန်လို့ညာချင်တိုင်းညာလို့တော့မရတော့ ဘိုးလူ20ရာစုဘုန်းတွေရောလိန်လို့ရမှာပေါ့20ရာစုဘုန်းတွေကတော့ဝိညာဉ်ကတုံးနေများတယ်လေ21ရာစုဘုန်းအခု25နှစ်သာသမီတွေကိုလိန်လို့မရတော့ဘူးအသက်25နှစ်သာသမီ ID ထဲမှာမွေးလာတဲ့25နှစ်အခုရှိပြီ2025နှစ်မှာ25နှစ်သာသမီတွေမျိုးဆက်သစ်ပြောင်းပြောင်းစိန်ရွှေမျိုးဆက်သစ်တွေကိုသွားလိန်လို့မရတော့ဘူးအခုကအလိန်ညာခံပြီးငရေကြမှာအဲ20ရာစုကအဖွဲတယ် 20ရာစုဘုန်းနေပဲအဲ့ဒါငကားကြီးတွေ့တဲ့တဘောကစားဟုတ်ကြီးမှားပြီးတော့ငရဲတဲ့ခုံသင်းသွားမှာอืมอืมအဲ့ကောင်ငါတို့လည်းဒါဘုရားတပည့်ပြီးလာတဲ့ ID ကိုပါနေလို့မှာဘုရားဖောက်ကွန်းထားတဲ့ဘုရားလူမှန်သမီးဘုရားသားသမီးတွေကြီးပဲလေဟုတ်တယ်ဆရာ ဒါကြောင့်ဆရာကြီးအခုဆူတောင်းလို့ရှိနေလေလူသားအားလုံးတွဲရယ်နေမလေးခေါ်မနေတော့ဆရာခေါ်ရင်လဲကုန်မှာမဟုတ်24နာရီလဲလေဆူတောင်းတာပြီးမှာမဟုတ်တော့ဆိုတော့လူသားအားလုံးပြရခင်ပုံစံညဖန်ဆင်းတဲ့လူသားအားလုံးပဲအကုန်လုံးအဲ့လိုပဲကောင်းစင်တက်ပြောပဲဆူတောင်းပြီးတော့လဲဆရာဒါကနှာခေါင်းနဲ့အသက်ရှူတဲ့လူတော်အားလုံးပေါ့ ဒီလောက်ကြီးယတနာဒီလောက်ကြီးငလင်ဆက်တိုက်လှုပ်နေလဲနောင်တမရဟမ်ပေါင်90ဘုံလျှော့တိုက်ဒုံကြီးကြလဲနောင်တမရဆိုတော့ဒါကတော့အရင်တည်းကဟိုငရဲစရင်နဲ့ရောက်နေလို့ပဲဖြစ်မှာပေါ့ကျေးဇူးတော်ကာလာကြီးမှာလူတိုင်းကျေးဇူးတော်ခံစားနေရတာအတည်းလူကပေမှာပဲလေ နီးမျိုးစုံနဲ့သေနိုင်နီးမျိုးစုံနဲ့သေနိုင်တာပဲအခုစကားပြောနဲ့ဖြစ်အသေးမလားဘာတယောက်မှအာမခံချက်မရှိဘူးဟိုတိုင်းမှာနေတဲ့သူကနည်းနည်းအာမခံချက်ရှိရင်ရှိုံမှညမာပြီမာဟာဗမာပဲနေနေဗမာပဲနေနေပြေးမလို့ဘူးဆရာပြေးမလို့တာချင်းအတူတူကနေရနှက်ပြားအသက်ရှင်မယ်ဆိုတာပြောလို့ရတယ်ညမာပြီကနှက်ပြားအသက်ရှင်မယ်ဆိုတာပြောလို့မရဘူး အာငါအမြင်ငါပြောတာနော်ဆရာလေဆရာမြန်မာပြည်မှာအမြင်ကလေးလှုပ်လို့အမေရိကသွားလဲအမေရိကမှာအမြင်ကလေးလှုပ်ပါပဲဆရာအမြင်မြင်ကလေးလှုပ်ခြင်းဘေးကိုကြုံရမဲ့လူပါလေဘေးနိုင်ငံမှာပဲသွားနေတာသူမြင်ကလေးလှုပ်ခြင်းဘေးကိုကြုံရကျမအဲ့ဒါပြောပြတာအဲ့ဒါပြောတာ မြင်းကလေးလှုပ်ချင်းဘေးကို မကြုံချင်လို့မြန်မာပြည်ကငါမနေဘူးငါအမေရိကသွားနေမယ်ငါအော်စီသွားနေမယ်သွားနေလေအော်စီမှာကိုသွားနေတဲ့နေရာကမြင်းကလေးလှုပ်တဲ့နေရာမှာဝေရောက်ဝေရောက်နေမှာအာမြန်မာပြည်မှာရေကြီးတယ်ဖခင်သခင်ကနောင်တရဖို့လုံနေတဲ့ကိစ္စရုံနဲ့နောင်တမရဘဲနဲ့ဘယ်ကပါပဲပတ်ပြေးပြေးလေဟဲ့ မြေငလင်နဲ့မမိရင်လည်းမြေငလင်မြေငလင်နဲ့သိုးတဲ့ဟာတွေနဲ့မိမှာပဲနောက်နောက်တော့မှမရတာဘယ်ပြေးလို့ရဘယ်ပြေးမလဲဖခါကတနာချင်းကယူနာနဲ့ငရဲမကြအောင်နောင်တနဲ့ပေါ်နေပါတယ်ဆိုမှကိုကပတ်ပြေးနေဘယ်လိုလုပ်လွတ်မလဲအဲရှိတဲ့နေရာမှာထိုင်ပြီးတော့နောင်တရအောင်ချတောင်းမှာဖခါကိုချီးမွမ်းကိုယ်ပါအာမေဟုတ်တယ်ဆရာ။ဘယ်ဘယ်မှာကြီးလို့မှမလွတ်တဲ့ဟာ ဒါတွေကဟိုဖရာဗျာဒိတ်ကျန်တဲ့မှာအကုန်လုံးပါပြီးသားပါဟုတ်တယ်ဆရာဆရာအခုဟို YCM ကဟိုညလုံးပေါက်ဖရာရှိခိုးတာဘာနည်းလဲတင်းနာနေလားတောက်ကြနေလားဆရာပောက်ကြနေတယ်อืมไล่นอกตรงป้าตอกจังนี่นูจม้าที่มาอิงกานี่ญาติญาติลงป้าอัปปะไต ားကောင်းတာပေါ့အဲညာလုံးပေါက်တွေရတယ်တကယ်ပါပါဘူးအဲ့ဒါရင်တော့မခိုင်နဲ့နှစ်ယောက်ပေါ့စမတကြီးရှိတော့3ယောက်ပေါ့အခုကတော့1ယောက်သေးပဲဖယားနဲ့2ယောက်အားမဖြစ်ဘူးညာလုံးပေါက်ပဲအခုက IDK နင်းအခန်းထဲမှာနင်း1ယောက်သေးပဲဒါနဲ့နင်းဇွန်ဖွင့်လိုက် ဟိုဟာ phone line video call phone line အဲ့မှာဟိုတယောက်တည်းမဟုတ်လူတွေအများကြီးအေးအခုက IT ဖြစ်လေ IT IT ဖြစ်ကကဘာကြီးရရွာလောက်ပဲကြံတော့တာပဲ globalization ဆိုကဘာကြီးကဘောလုံးလောက်ပဲရှိတော့ဟုတ်တယ် အဲကြောင့်ဘုရားဘုရားနဲ့သွားဖို့ကိုယ်ဝိညာဉ်ဘယ်ဘုံဘယ်နှံဘယ်စခန်းသွားမလဲဆိုတာကိုမစင်းစားဘဲနဲ့တောင်းတင်မောင်းတင်နဲ့တဘဝဇံတဘဝဇံရပောင်း3000လေးနဲ့ငရဲတဲ့ခုံဝင်မဲ့အလုပ်ကိုမမကန်ကန်လုပ်ရမယ့်အချိန်မဟုတ်တော့ဘူးဒီအချိန်မှာကိုယ်ကိုဖန်ဆင်းထားတဲ့ကိုယ့်ကိုခရင်းစီပြန်လာပြီးတော့မှ ကောင်းကင်နိုင်ငံကိုယူေသာဝရအသက်ကိုယူေအဖေအရင်ကိုယူရမယ့်အချိန်အတိအချိန်ပဲအခုအခုကာလလေးဆရာဘုရားကနိုးဆိုတဲ့အရာပေါ့နော်အခုကစီကို အပြည့်ဖြည့်ရမယ်ပေနေရကနေဖြည့်ရမလဲသူညာနေရကျမကိုမိခါမှာကျမလည်းဖြည့်ရအောင်မိရဖြည့်ခင်ရပါလေမျက်စီကနေဖြည့်ရမယ် မျက်စိကကိုကြီးစီမီတဲ့မှတ်သေး၆နဲ့စကားပြောတယ်။အာမျက်စိကကိုကြီးစီမီတဲ့။ဟဲ့လေဟုတ်လား။မျက်စိကြည်လေတကူလုံးတကူလုံးလင်းမဲတဲ့။မျက်စိကမိရှိန်တကူလုံးမိုက်မယ်။အဲ့မှာအမိုက်ကအမိုက်ဆုံးကအဲ့။အမိုက်ကတော့မျက်စိအမိုက်မောင်မိုက်ဒီမှာရောက်နေတာပဲတဲ့။ဟေးအဲ့အဲ့အမောင်ကမြင်မြင်မြင်သမျှမြင်မြင်သမျှတိုင်းမှာကိုကအကောင်းမြင်ရမယ်။ ကိုမြင်နေရတော့မကောင်းဘူးဒါပေမဲ့အကောင်းမြင်ပြီးတော့မှဟိုအမျက်မျက်မြင်မှာတော့ကိုကပြောဖို့ပြောချင်းစရာဖြစ်နေပြီးပဲလို့မဟိုမပြောတော့ဘဲနဲ့သူတို့ဘုံမှာအကောင်းပြင်းပြင်းမြင်ပြီးတော့မှဟိုမြင်ပြီးတော့ပြောပေးခြင်းပေါ့နော် ပြန်လဲတက်မပေးခြင်းနဲ့ကိုကိုကိုစီပြန်ဖြေပါဆိုတော့အဲအဲ့ဒါလေးပေါ့စီဖြေရခါခါကျန်လဲပြင်းပြင်းညော့တော့ပေါ့ဆရာပြင်းပြင်းညော့တဲ့ခါခါပြင်းပြင်းဖြေရတယ်ဆရာအဲ့ဒါ မိုက်တော့သူတို့တင်းအခုကမိုက်တော့သူတို့တင်းမဖြစ်ဘူးငါတို့ကအခုကဂယုနာဒေါ်တော်နဲ့ပြောရင်းနဲ့ဟိုမြစ်တာတွေမြစ်တာတွေပျောက်ကုန်တာလေဂယုနာဒေါ်တော်နဲ့ပြောရင်းနဲ့မြစ်တာပျောက်နေတော့ဘာမှမထူအဲ့ဒါဟိုဟာဟိုဆရာသိအောင်မှာ AI မှာသွားမေးတာအဲ့နေနေနေငါဖတ်ပြအောင်မယ်ခရိယာနေတဲ့အချင်းချင်း အချင်းချင်းတိုက်ခိုက်တာလည်းဘာအကျိုးရှိလဲတဲ့ဆရာသိန်းဆရာသိန်းအောင်မှ तू က AI ကိုမေးမေးပြီးတော့ငါ့ကိုပို့တာလေအာဘူရောငါလည်းအဲ့ဒါလေးဒီရေးတဲ့ဟာလေးကိုငါဖတ်ပြီးတော့အာ AI ကတော့မှအသိမြင့်နေသေးတယ်ဟုတ်အသိမြင့်မှာပဲလေ तू လည်းဟိုပါပဲဟာညာရည်တုပဲတော်ပြမလား ခရိယာအချင်းချင်းတိုက်ခိုက်နေတာဟာတဲ့ခရစ်တော်ရဲ့သာသနာကိုတိုးတက်စေမလားတဲ့အဲမိကုံးကခရိယာအချင်းချင်းတိုက်ခိုက်နေတာဟာ ခရစ်တော်ရဲ့သာသနာကိုတိုးတက်စေမလားဆိုတော့မိကုံးကအတော်လေးကိုအရေးကြီးပါတယ်တဲ့အဲ AI ကပြန်ဖြည့်ပြီးတူတူပြောရရင်တော့တဲ့တိုးတက်စေမှာ မဟုတ်ပါဘူးတဲ့ခရိယာအချင်းချင်းတိုက်ခိုက်ခြင်းရဲ့အကျိုးဆက်များ ခရိယအချင်းချင်းတိုက်ခိုက်တယ်ဆိုတာကစစ်ပွဲတွေလိုရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးကိုဆိုလိုတာဖြစ်နိုင်သလိုဘာသာရေးအယူအဆကွဲပြားမှုတွေ၊ဂိုင်းကနကွဲပြားမှုတွေဒါမှမဟုတ်တူးနဲ့တူးနားလည်မှုလွဲမှားပြီးတကားများရန်ဖြစ်ကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဘယ်လိုပုံစံမျိုးနဲ့ပဲတိုက်ခိုက်သည်ဖြစ်စေအောက်ပါအချက်တွေကခရစ်တော်ရဲ့ဟမ် ခရစ်တော်ရဲ့သာသနာကိုတိုးတက်စေမှာ မဟုတ်တဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်တစ်တင်မြတ်တာနဲ့ဆန့်ကျင်ခြင်းခရစ်တော်ရဲ့အဓိကသွန်သင်ချက်ကချစ်ခြင်းမြတ်တာပါတဲ့တူလားခရစ်တော်ရဲ့အဓိကသွန်သင်ချက်ကချစ်ခြင်းမြတ်တာပါတဲ့ဖယားသခင်ကိုချစ်ဖို့နဲ့ကိုယ်အိမ်ကြီးချင်းကိုကိုယ်နဲ့အမျှချစ်ဖို့ကို တိုက်တွန်းထားပါတယ်တဲ့ ခရိယံအချင်းချင်းတိုက်ခိုက်နေတာကတဲ့ဒီချစ်ချင်းမေတ္တာကိုဖျက်ဆီးရရောက်ပြီးခရစ်တော်ရဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်တဲ့ပြီးလုံးမှုကိုပြက်ပြားစေခြင်းယေရှုခရစ်တော်ကကိုတော်ရဲ့နောက်လိုက်တွေကိုစီးလုံးစေခြင်းဖြစ်ပါတယ်တဲ့သူတို့ဒီတလုံးတဝတိဖြစ်စေခြင်းဟာတဲ့အမှယောဟန်၁၈:၃၁ကို ထိုးထားသည်လား ယောဟန်သက်21တူပြီးထူတောင်းခဲ့ပါတယ်တဲ့ခရိယံအချင်းချင်းတိုက်ခိုက်နေတာက စီးလုံးမှုကိုပြက်ပြားစေပြီးအသင်းတော်တွေကိုအစိတ်စိတ်အမွာမွာဖြစ်စေပါတယ်တဲ့သက်သေးခံခြင်းကိုအားနည်းစေခြင်းခရိယံတို့ရဲ့ဘဝပုံစံနဲ့အချင်းချင်းဆက်ဆံပုံကခရစ်တော်ကိုသက်သေခံရရောက်ပါတယ်တဲ့အချင်းချင်းတိုက်ခိုက်နေတာကိုမြင်တွေ့ရတဲ့အခါခရိယံမဟုတ်တဲ့သူတွေခရိယံမဟုတ်သူတွေက ခရစ်တော်ရဲ့သာသနာအပေါ်သိပ်ပြက်အားငယ်မှုတွေတန်တရားတွေဝင်လာနိုင်ပါတယ်ဝိညာဉ်ရေးရာသုတ်ယုတ်ခြင်းတိုက်ခိုက်မှုတွေနဲ့ပရိပက္ခတွေဟာဝိညာဉ်ရေးရာကြီးထွားမှုကိုအဟံတာဖြစ်စေပါတယ်မြင့်တာညီသက်ခြင်းသီးခံခြင်းသားတဲ့ခရိယံကောင်းခြင်းတတ္တိတွေကို ပြတ်နိုင်ခြင်းမရှိတော့ပဲဝိညာဉ်ရေးရာအယသုတ်ယုတ်စေနိုင်ပါတယ်ခရစ်တော်သာသနာတိုးတက်ဖို့အတွက်ဘာတွေလိုအပ်လဲ ခရစ်တော်သာသနာတိုးတက်ဖို့အတွက်ချစ်ချင်းမြတ်တာနဲ့ခွင့်လွတ်ခြင်းဟုတ်လားချစ်ချင်းမြတ်တာနဲ့ခွင့်လွတ်ခြင်းအချင်းချင်းချစ်ချင်းမြတ်တာနဲ့ခွင့်လွတ်ခြင်းကိုလက်တွေ့ပြသဖို့လိုပါတယ် practical practical အာလူမဟုတ်ဘူးသူကနော်ချစ်ချင်းမြတ်တာနဲ့ခွင့်လွတ်ခြင်းအချင်းချင်းချစ်ချင်းမြတ်တာနဲ့ခွင့်လွတ်ခြင်းကိုလက်တွေ့ပြသဖို့လိုတယ်တဲ့ဒီလုံးချင်းနဲ့နားလည်မှု၊ကြွယ်ပြားမှုတွေရှိပေမဲ့လည်း ဖယားသခင်ကိုယုံကြည်ခြင်းမှာစီလုံးပြီးတူးနဲ့တူးနားလည်မှုရှိဖို့အရေးကြီးပါတဲ့။ငြိမ်သက်ခြင်းတည်ဆောက်ခြင်းပြိပက္ခတွေကိုရှောင်ရှားခြင်းဒါလားအခုကပြိပက္ခတွေကိုရှောင်ရှားခိုင်းနေပြီ။အဲ AI ကဟုံးမှနေပြီ။ငြိမ်သက်ခြင်းတည်ဆောက်ငြိမ်သက်ခြင်းတည်ဆောက်ခြင်းပရိပက္ခတွေကိုရှောင်ရှားပြီးညီသက်ချင်းကိုတိဆောက်ဖို့ကြိုးစားရပါမယ်ခရစ်တော်ရဲ့သွန်သင်ချက်များကိုလက်တွေ့လိုက်နာခြင်း တမ္မာကျမ်းစာကသင်ပြထားတဲ့အတိုင်းဘဝမှာလက်တွေ့လိုက်နာကျင့်သုံးခြင်းအဲ့ဒီ predicate ministry အရေးကြီးတယ်ဘဝမှာ လက်တွေ့လိုက်နာကျင့်သုံးခြင်းအပြင်သာအခုကအာနဲ့ပဲချင့်နေကြတာအာနဲ့ပဲလုပ်နေကြတကယ်တော့လက်တွေ့လိုက်နာကျင့်သုံးခြင်းဘဝမှာလက်တွေ့လိုက်နာကျင့်သုံးခြင်းအပြင်သာခရစ်တော်ရဲ့သာသနာဟာစစ်မှန်စွာတိုးတက်နိုင်မှာဖြစ်ပါတယ် ဒါကြောင့်ခရိယအချင်းချင်းတိုက်ခိုက်နေတာဟာခရစ်တော်ရဲ့သာသနာကိုဘယ်တော့မှတိုးတက်စေမှာမဟုတ်ပဲထုတ်ယုတ်စေတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်။အဲ့ဒါ AI AI ကသုံးမှလိုက်ပြီ။အဲဆရာသိ AI ကိုပြီးတော့ AI ကပြန်ဖြေတာ။ Hallelujah. Amen. Amen. အမေတော့ ခရစ်တော်ရဲ့သာသနာကနှုတ်ဘတော်တို့မှရှိတာပြီးသားလေးယဉ်ငင်းချင်းတရားတည်ဆိုတော့လေယဉ်ငင်းချင်းတရားဖြစ်ရမှာအခုကယဉ်ငင်းချင်းတရားမဖြစ်လို့အဲငါကခုနတော့က US ကဆရာခိုင်နဲ့စကားပြောတာအဲမှာသူပြောပြနေတာအမေရိကမှာ အာမဟိုအဘေအမေတွေကအလုပ်တွေလုပ်ပြီးသားသမီးတွေကဖယားထုတောင်းအာမင်တောင်းမထူးတတ်တော့ဘူးအင်းအဲမှာအအကျွေးစနစ်နဲ့နောက်အဲမှာဟိုအာမခံအာမခံတွေနဲ့ပဲအလုပ်ရှုပ်ပြီးတော့နောက်ဆုံးနေအကုန်လုံးအမှုတော်ဆောင်တွေလည်းအကုန် အလုပ်လုပ်ပဲအဲအလုပ်မှမလုပ်ဖဲနဲ့ဘာမှတရားမဝင်ဘူးအဲ့ อืมอ้าวสมจารอเมริกาฉีเนี่ยบาฉีนี่แหละสรุปว่าโคมูนิตี้โหแลเบิ้นဖြတ်มั้ยฉีนี่မျိုးเนနေမလားသေမလားဆိုပြီးတော့အဲ့လိုမျိုးလာပြီးတော့ဟိုလေဘင်းပေါ်ဓာတ်တင်မှပဲဟိုခရီးစီကိုပြန်လာမဲ့အခြေအနေရှိတော့တယ်တဲ့အမေရိကန်အခြေအနေကတော်တော်ကိုထိုးနေပြီလားအဲအမေရိကန်အခြေအနေမှမဟုတ်ပါဘူး နိုင်ငံတကာတိုင်းမှာအဲ့ဒီအခြေအနေမျိုးတွေဖြစ်တယ်။လေပြင်းပေါ်ဓာတ်တယ်မှာပဲယေရှုခရီးကယ်ပါလို့ဟောမယ်ပေါ့။အဲ့လိုရှိတယ်။ဟာလေလုယာ။ Okay. အဘိဆရာ။ဒီလိုချိန်မှာမနော်။နေဖျား။ဟုတ်ပါဆရာ။ Okay. Hallelujah. 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 Bia thake. Nya bia le ye mya. Hallelujah. Into party ba. Ma chan na ti na mne phya. Na le ka. Na me le ka na ni sit ti ba. သာသာပါတဲ့စကားအနေအထိပ်ပဲပြန်နိုင်တော့အခွင့်ပေးထားသောကြောင့်လည်းသူ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။ဟုတ်ပြန်လာပါစေ။ကျေးဇူးတော်မနက်ကောင်းချီးပေးတယ်။ဘုရားမင်းကြီးဆွေးဖို့

သင်နေတဲ့သင်တန်းတွေနိုင်ငံဝိညာဉ်တော်ဘိဘိတ်တကိုစုကြည့်စုအခွင့်အရေးအင်းကောင်းပြီပြီကြားနေတဲ့ကျောင်းဘုရင်တည်နေတဲ့လူတွေကတည်းကလာရတဲ့လူတွေအားလုံးဉာဏ်စီတိုင်းအတ္တတာဝိညာဉ်တိုက်ပွဲတွေတိုင်းမှာ တိုက်ပွဲတရားအောင်ပွဲတရားအောင်မြင်နိုင်ဖို့အကြောင်းဖြစ်တယ်။အဲအောင်ပွဲရသုံးပါ။ပြီးပြီအကြောင်း ရာမောရလို့ပဲပေါ်ရခြင်းလွေတလုံးနဲ့ကြောင်ကြောင်ကြသွားခိုင်းတဲ့သူတွေအားလုံးကိုရောမျက်နှာသာပြီးကောင်းပြီးပြီးချီးမြှောက်တော်ကြောင့်ကျေးဇူးတင်ကိုရောရဲ့အမိတ်တိုင်းလို့ဆောင်တော်သူပါလေကိုရောရဲ့မျက်နှာသာကိုခံစားရတယ်ဆိုတော့အားလုံးယူပါမယ်ဒါကြောင့်ဘုကျုပ်ရဲ့အမိန်အတိုင်းလှုပ်တော့နာခံကြီးရှိတော့တပည့်တော်တွေ ်21ရာစုမျိုးဆက်တဲ့လူငယ်တိုင်းမှာပေါ်ထွက်စေပါ21ရာစုကိုအဖတ်စုံမဲ့21မျိုးဆက်တဲ့လူငယ်များဝိညာဉ်ကောင်းဆောင်တွေပေါ်ထွက်စေပါခရစ်ဝင်လေးကျမ်းနဲ့တမန်တော်ဝုဒ္ဓရာတမန်တော်တပည့်တော်တွေကဲ့သို့သောမျိုးဆက်တွေကိုတန်ရှင်းသောဝိညာဉ်တော်နဲ့တန်ရှင်းသောကောင်းကင်တမန်မြောက်လမ်းပြပို့ဆောင်ဟန်လေလုယာဟန်လေလုယာဟန်လေလုယာ အကေယေရှုခရစ်တော်ဘုရားနာမတော်မြတ်ကိုမိပြုရဲ့သက္ကအာနာသူတော်ကျေးဇူးတော်ချီးမွမ်းကြပါ၏အဖဘုရားသခင်အာမင်အာမင်ဟာလေလုယာသန့်ကျင်ကြီးတဲ့ Okay good night နော် Okay good night ဆရာ God bless you